အဲအင်တာနက်မရှိတော့လေကျွန်တော်ဂိမ်းကစားလိုက်အောင်မယ်နော်ပြီးတော့မှပဲဆိုတော့နှုတ်ဆက်တော့မယ်โอเคဟိုးဟိုးတအားနဲ့မြန်လာတယ်ဗျဟိုး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 ၄00တော့ရပါပြီအမကတော့နော် ခဲ့လက်လက်တော့ညောင်းလာတယ်အိုး900ရောရသွားပြီအာဒါလည်းမြန်တယ်ဗျာ okay okay အိုးအိုးအိုးဟာကဲအခုအခုကျွန်တော်ဆော့သွားတဲ့ဂိမ်းကတော့ Chrome Dino လို့ခေါ်တဲ့ Google ကုမ္ပဏီကထုတ်တဲ့ Truzan game လေးပါဒီ game ကိုကစားဖို့အတွက်ကတော့အဓိက အချက်နှစ်ချက်ကအရေးတကြီးလိုအပ်ပါတယ်နံပါတ်၁ကတော့ internet မရှိရပါဘူးတခြား game တွေကတော့ internet ရှိမှ ကစားလို့ရတယ်ဒီကောင်ကတော့တို့ရဲ့စန့်ကျင်ဘက် internet မရှိမှကစားလို့ရမယ့် game ဖြစ်ပါတယ်နံပါတ်၂ကတော့ Google Chrome browser ကိုချိန်ထားဖို့လိုပါတယ်ကဲဒီနှစ်ချက်ရှိပြီဆိုရင် ကျွန်တော်တို့ရဲ့ကွန်ပျူတာဖုန်း ွန်ပျူတာဆွဲနေမှာလဲဘလို့ကွန်ပျူတာပဲဖြစ်ဖြစ်ဖုန်းဆိုရင်လည်းဘလို့ဖုန်းပဲဖြစ်ဖြစ်အားလုံးမှာကစားလို့ရမှာဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင် Google Chrome ကိုထည့်လိုက်တာ ਨੇ ကျွန်တော်တို့မသိပဲ ਨੇ ကွန်ပျူတာထဲမှာအလိုလျောက်ရောက်လာတယ်ကျွန်တော်တို့အင်တာနက်မရှိချိန်အားနေချိန်နေမှာဆိုရင်အပြင်းပြေဖို့အတွက်ကိုဒီကောင်ကဖြည့်ဆည်းပေးမှာဖြစ်ပါတယ်အော် sorry ကျွန်တော်အခုနှုတ်မဆက်သေးဘူးကဲကျွန်တော်နှုတ်ဆက်လိုက်ပါအောင်မယ်နော်အားလုံးပဲမင်္ဂလာပါကလေးတွေအခုဂိမ်းစောသလိုမျိုးပေါ့နော် လူကြီးတွေလည်းဂိမ်းဆော့လို့ရပါတယ်လူကြီးတွေဂိမ်းဆော့ဖို့ဆိုတော့ဒီဖုန်းတွေနဲ့ဆော့ရမှာဖြစ်ပါတယ်အဲ့တော့ဖုန်းမှာလည်းလူတွေအများစုကတော့ကျွန်တော်တို့သိထားတာဂိမ်းဆော့ဝဲတွေကိုဒီဖုန်းပေါ်တွေမှာပေါ့နော်ဒီကွန်ပျူတာပေါ်တွေမှာအစားဖြင့် install လုပ်ပြီးတော့တုံးရတယ်ဆိုပြီးတော့သိထားပါတယ်များသောအားဖြင့်လည်းဒီဂိမ်းတွေကို online game ဆိုပြီးတော့ပဲလူတွေကသိကြပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကတော့အခု install လုပ်စရာလည်းမလိုဘူး online game လည်းမဟုတ်ဘူးပေါ့နော်ဒါဆိုရင်တော့ ဂိမ်းထဲမှာအဆန်းဆန်းဆန်းပြပြလေးတော့ဖြစ်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကတော့ဗာလဲဆိုတော့ကျွန်တော်အခုဆော့ပြမှာ offline game လေးဖြစ်ပါတယ်ဒီ game လေးကိုတော့ Google Company ကနေပြီးတော့ထူးထူးခြားခြားလေးထုတ်လုပ်ထားတာဖြစ်ပါတယ်ဒါက offline ဖြစ်မှာ internet မရှိမှာဆော့လို့ရမယ့် game လေးဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်နဲ့အတူတူ live ပြီးတော့ဆော့ပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်ဒီ game ကိုကစားဖို့အတွက်ပေါ့နော် အင်တာနက်မရှိတဲ့အချိန်မှာ Google Chrome browser ကိုဖွင့်ပြီးတော့ web page တစ်ခုခုရိုက်ထည့်လိုက်ပြီဆိုရင်အခုလိုမျိုးလေးကျလာတာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီ dinosaur အကောင့်လေးပေါ့နော်ဒီအကောင့်လေးကိုကျွန်တော်ကဒီ computer ပေါ်က app error အပေါ်များပေါ့နော်အဲဒါမှမဟုတ်လဲ space bar ပေါ့အဲ့ဒီနှစ်ခုတည်းကတစ်ခုခုကိုနှိပ်လိုက်တယ်ဆိုရင်ဒါစပြီးတော့ကျွန်တော် game ကအသက်ဝင်ပြီဒီ dinosaur လေးကစပြီးပြေးလွှားနေပြီပေါ့ အဲ့တော့အပေါ်ကဲအခုအပင်လေးတွေတွေ့ပြီဆိုရင်ကျွန်တော်စူးပင်လေးတွေတွေ့ပြီဆိုရင်ဒီမြားလေးကိုဖြစ်ဖြစ်ဆောနာပြောတဲ့ space bar ကိုပဲဖြစ်ဖြစ်တော့နှိမ့်နှိမ့်ပြီးတော့ဟောခုလိုခုံသွားပါမယ်ဒါဆိုတော့ဒါကျွန်တော်ဒီတိုင်းသွားမယ်ပေါ့နော်ไดโนซอร์လေးကိုကျွန်တော်အကောင်နေလာတဲ့အတွက်ပေါ့နော်ဝစ်ခံတယ်ဆိုတော့ကျွန်တော်ကီးဘုတ်ပေါ်က down arrow ပေါ့နော်အောက်ကအောက်များလေးကိုအောက်ဘက်ဆိုက်ထားတဲ့များလေးကိုနှိပ်ပါတယ်ဒါဆိုရင်တော့ဒါဝစ်ပြီးတော့ရှောင်သွားတယ်ပေါ့နော်အဲအခုဆိုရင်တော့ဒါကျွန်တော်ချုံသွားတာဖြစ်ပါတယ် အဒီအပေါ်မှာတော့ကျွန်တော် HI ဆိုတဲ့နေရာမှာဒါအမှတ်အများဆုံးရခဲ့ဘူးတဲ့ဟာကိုပြထားတာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာတော့ကျွန်တော်ဒါကျွန်တော်လက်ရှိစော့နေလို့ရတဲ့အမှတ်တွေကိုပြနေတာဖြစ်ပါတယ် အခုဆိုတာညရှုခင်းလေးလည်းဖြစ်သွားပြီဒါကျွန်တော်ဆက်ပြီးတော့ဆော့နေပါတော့။ तू ကတော့ဒါ game ဆိုတဲ့သဘောကတော့ level မြင်လာလေးလေ။ तू ကဟိုမြန်လာလေးခက်လာလေးပေါ့နော်။ဆော့ရတာခက်လာလေးလေးပေါ့။အဲ့လိုသဘောပါ။အော်ဒီနေ့မှကျွန်တော်ကြံနေတယ်။ဟို mobile phone ပေါ်ကနေပြီးတော့ဆော့တဲ့သူဆိုရင်တော့ဒါဆက်ပြီးတော့ဆော့တော့မယ်ဆိုရင်ဒီ dinosaur လေးကို touch လုပ်လိုက်တာနဲ့ဒါဆက်ပြီးတော့ပြေးလွှားပြီပေါ့နော်။ခုံနေဆိုရင်တော့ဒါလွယ်ပါလေ။ touch လေးတွေပဲတစ်ချက်တစ်ချက် screen touch လုပ်ရတာနဲ့ ဓာတ်တွတ်သူခုံခုံသွားတယ်ပေါ့နော်ဟုတ်ကဲ့အော်မိုဘိုင်းဖုန်းပေါ်မှာတော့ဝတ်ဖို့အတွက်ကတော့ကျွန်တော်လည်းမသိသေးဘူးဗျအဲ့တော့ဒါလူကြီးမင်းတို့ဆက်ပြီးတော့ကစားပြီးတော့ဘယ်ဟာနဲ့ဘယ်လိုလောက်ရလဲဆိုတာလေးသိတဲ့အခါမှာကျွန်တော် comment လေးမှာမှန်းခဲ့ပေးပါအောင်နော် okay အခုဆိုရင်တော့ကျွန်တော်ကဒီ internet ဘန်းကြံထဲမှာ ရှိနေတာမဟုတ်လို့ကလေးတွေလည်းတို့ရတို့ကစားနေတယ်လို့ကျွန်တော်ကလည်းဒီ offline game လေးကစားနေတာဖြစ်ပါတယ်ဒီ game စားဖို့ကတော့ထူးထူးခြားခြားလေး internet မရှိဖို့အဓိကအရေးကြီးပါတယ်ကျွန်တော်အခုပြခဲ့တဲ့အကြောင်းအရာလေးကိုတော့အားလုံးနားလည်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့လွယ်ကူလေးလားနှီးပညာအစီအစဉ်လေးတွေကိုတော့အပတ်စဉ်တင်းနှင်းလာနေတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ် ျွန်တော်တို့ရဲ့ page တွေကို like and see first လေးလောက်ထားမယ်ဆိုရင်သူများတဲ့ဦးအောင်အခုလိုနီးပညာအကြောင်းအရာလေးတွေကိုသိရှိရမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့တိန်းစော်ဦးပါနောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြရအောင်